ဒီတစ်ပတ် Human Rights Barometer စီစဉ်မှာ ILO ကနေပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အရေးယူဖို့ဆုံးဖြတ်တဲ့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်နော်ပင်နိုင်ရှင်တွေသူဖြစ်တဲ့အမျိုးသားညီညွတ်ရေးဆိုရရလူခွင့်ရေးဆိုင်ရာပြည်တော်စုဝန်ကြီးဘုရားမျိုးမင်းအွန်လိုင်းပေါ်ရောက်ရှိနေပါပြီမင်္ဂလာပါဝန်ကြီးခင်ဗျာညာ မြန်မာနိုင်ငံကသဘောတူပြီးသဘောတူထားပြီးဖြစ်တယ်ဆိုတော့လောက်သမားဖွဲ့စည်းတွေလွတ်လပ်စွာ အသင်ပင်ဖွဲ့စည်းတွေเนาะအဲ့လိုဖွဲ့စည်းခွင့်နေအတ္တမစေခိုင်းမှုတွေပပျောက်ဖို့လုပ်ရမယ်ဆိုတဲ့ကိစ္စကိုစစ်ကောင်စီကချိုးပေါက်တာနဲ့ပတ်သက်ပြီးတော့ဒီလအစောပိုင်းကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ ILO ရဲ့ညီလာခံမှာမြန်မာနိုင်ငံကိုအရေးယူဖို့ဆုံးဖြတ်တယ်လို့ဆိုပါတယ်အဲ့ဒီဆုံးဖြတ်ချက်အား ဘလောက်ထိလေးနဲ့လဲတကယ်လို့များပေါ့လေအဲလိုကနေပြီးတော့အကြံပြုထားတဲ့ဒီလိုက်နာရမယ်ဆိုတဲ့ကိစ္စတွေစစ်ကောင်စီကမလိုက်နာရင်ဘလို့ပြစ်ဒဏ်တွေဖြစ်လာမလဲခင်ဗျဟုတ်ကဲ့ကိုစိန်ဝင်းကျွန်တော်တို့ခုန ILO ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီခုနကပြောသွားတဲ့အဲ့ဒါမှလိုအပ်စေခိုင်းမှုတွေအပင်ပင်ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးတော့တော့ဒီလွတ်လပ်ခွင့်ကိုချိုးဖောက်တယ်ဆိုတဲ့အချက်နဲ့တို့ဒါ တုံ့ပြန်စစ်ဆေးမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒီမှာနိုင်ငံနဲ့ပတ်သက်လို့တော့နှစ်ကြိမ်ရှိပြီပေါ့။ပထမကြိမ်ကတော့ဒါ ILO ကနေဆုံးဖြတ်ပြီးတော့ဒီအလို့သမားအတ္တမလောအားစိတ်ခိုင်းမှုနဲ့ပတ်သက်အရေးကြီးမှုကရှိခဲ့ပြီးသားပါ။ဒါကတော့ဒုတိယကြိမ်ပေါ့နော်။အဲတော့ ILO နေနဲ့ဒီလိုမျိုးကိစ္စတွေကိုအရေးယူဖို့အတွက်ကတော်တော်တိုင်ရင်တော့မရပါဘူး။တကယ်ကိုအချက်လက်တွေကောက်ယူမှုတွေစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ရတယ်။အဲ့ဒီပုံမှန် ဒါနဲ့ပတ်သက်ပြီးတော့တွေးရှိချက်အကြံပေးချက်တွေသူတို့ထုတ်ပြန်နေအခုကြားလို့ရှိရင်တော့ဒီစိုးရရဲ့အလုတ်ရှင်ရဲ့အလုတ်သမားရဲ့ဒီသုံးဖွဲ့ဆိုင်တက်ရောက်တဲ့ပြည်ပဆိုင်ရာအလုတ်သမားနီလာခံကနေဒါကိုအရေးကြီးဖို့ဆုံးဖြတ်တာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဒါကတာမန်အစိုးရတွေပဲတာဝန်ရှိတာမဟုတ်ဘူးအလုတ်ရှင်တွေတမကတွေရောအလုတ်သမားတမကတွေရောအရေးယူဖို့အတွက်တိုက်တွန်းနေတာရှိပါတယ် ပြီးခဲ့တဲ့ကာလတုန်းကကျွန်တော်တို့ဒီအလုပ်အတ္တမလိုအပ်စိတ်ခံမှုနဲ့ပတ်သက်လို့မြန်မာနိုင်ငံရေးရွယ်ခါမှာလဲထိရောက်မှုရှိပါတယ်။ဒါကြောင့်မလို့အကြံဖက်ဆေးအုပ်စုအနေနဲ့ပိတ်ဆို့မှုတွေဒါတွေခံခဲ့ရတာ။ဒါပေမဲ့ဒီတစ်ခေါက်ကြာလို့ရှိရင်တော့ကျွန်တော်တို့ကဟိုအရင်တုန်းကလည်းမတူတဲ့ကိစ္စတခုပေါ့နော်။ဘု து ကိုဥတီလဲဆိုတော့အကြံဖက်ဆေးအုပ်စုကိုပဲဥတီတာဖြစ်တယ်။မြန်မာပြည်သူရဲ့အကျိုးစီးပွားမှုပဲနဲ့အကြံဖက်ဆေးအုပ်စုတွေရဲ့ ကျိုးစည်းပွားတွေသူတို့လုပ်နေလုပ်ငန်းတွေကိုဒါတွေကိုအရေးယူဆောင်ရွက်ဖို့ဆိုတာဖြစ်တော့ပုံမှုပြီးတော့ထိခိုက်မှာသိကြပါတယ်အဲ့ဒီနေရာမှာဘယ်လိုမျိုးအရာလှုပ်ဆောင်နိုင်မလဲဆိုတာကိုခဏချာချာမဖော်ပြထားပေမဲ့မြန်မာနိုင်ငံဒီမိုကရေစီအရေးကိုလှုပ်ဆောင်နေတဲ့အကြမ်းဖက်ဆေးအုပ်စုရဲ့ကျုလုံနေတဲ့ရာဇဝတ်မှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့အစိုးရတွေရောဒါအပြင်အလို့ရှင်တွေရောအလို့သမားတမကတွေရော ဝိုင်းဝန်းအရေးယူဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာအကျန်းဖက်စေအုပ်စုအနေနဲ့ကျွန်တော်ပုံမှန်မထိခိုက်ဘူးမတက်ရောက်ဘူးပြောပေမဲ့တကယ်တမ်းထိရောက်တက်ရောက်နိုင်တာလေးအများကြီးရှိပါတယ်။ဒါကြောင့်လဲဆိုလို့ရှိရင်တော့တချို့နိုင်ငံတွေကတော့မလုံဆောင်တဲ့အရာမျိုးရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့အလုံသမားရေးကိုအမြင်နဲ့ယက်တည်နေတဲ့အလုံရှင်တွေအလုံသမားတမကတွေရဲ့အရေးယူဆောင်ရွက်မှုတွေဥပမာဒီကုမ္ပဏီသူတို့ဆက်ဆက်နေတဲ့ကုမ္ပဏီတွေ တို့အကျိုးပြုနေတဲ့ကုမ္ပဏီတွေနဲ့ပတ်သက်ပြီးတော့လုံးဝတပိတ်မှောက်တာဒါနဲ့ပတ်သက်ပြီးတော့လုံးဝလှုပ်ဆောင်မှုမရှိတာဒါနဲ့ပတ်သက်ပြီးတော့ဘလို့မှပူပေါင်းဆောင်ရွက်မှုမရှိခြင်းကတကယ်လက်တွေ့ကြတဲ့အကောင့်ထယ်ပုံမှုတွေစီးပွားရေးပိတ်ဆို့မှုတွေအဲ့လိုမျိုးပုံစံမျိုးမကပဲနဲ့အလုသမားတူတွေအလုသမားသမဂ္ဂတွေကနေဒီဝိုင်းဝန်းပြီးတော့ဒီသူတို့စစ်တပ်ကိုအကျိုးပြုနေတဲ့ကုမ္ပဏီတွေကိုဥတီထားပြီးတော့လှုပ်ဆောင်တဲ့လုပ်ငန်းစဉ်တွေအများကြီးဖြစ်တဲ့အတွက် တိကိုက်မှုတွေရှိနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အကြမ်းဖက်စေအုပ်စုကိုအကျိုးပြုနေတဲ့လုပ်ငန်းရှင်တွေဒါတွေကိုပဲကျွန်တော်ဥတီထားတာဖြစ်တဲ့အတွက်လှုပ်ဆောင်ရတယ်ပုံမူပြီးတော့လွယ်ကူတာကိုတွေ့နိုင်ပါတယ်ဗျာကဲလို့များပေါ့စစ်ကောင်စီကမလိုက်နာလို့ရှိရင်เนาะအဲဒီဒီအရေးယူဆောင်ရွက်မှု ဖြစ်လာတဲ့အခါကျရင်ဒီ liver intensive ဖြစ်တာပေါ့လုံသားအင်အားအများကြီး သုံးပြရတဲ့လုပ်ငန်းတွေဖြစ်တဲ့အထည်ချုပ်တို့အိတ်ချုပ်တို့ဖဏတ်ချုပ်တို့စသဖြင့်ပေါ့နော်ဒါလက်စပီစီတက်စင်တဲ့ဟာတွေရောပေါ့အဲ့ဒီလိုလုပ်ငန်းတွေကိုထိခိုက်မယ်လို့ယူဆရတာပေါ့အဲ့တော့ဒီလိုမျိုးအရေးဆောင်မှုကတစ်ဖက်ကပြန်ကြည့်ရင်အလုတ်သမားတွေတိမ်ပေါင်းများစွာပတ်သက်နေတဲ့အပေါ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ပါလဲခင်ဗျဟုတ်ဒီမေးခွန်းနဲ့ပတ်သက်လို့ခုနလည်းကျွန်တော်အနေငယ်တော့ရှင်းပြပြီးသားပါအတိအကကတော့ကျွန်တော်တို့ အကျန်းဖက်စစ်အုပ်စုကိုတိုက်ရိုက်အကျိုးပြုနေတဲ့လုပ်ငန်းတွေငွေကြေးစီးဆင်းမှုတွေနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပါဝင် ပတ်သက်နေတဲ့ကုမ္ပဏီတွေလုပ်ငန်းရှင်တွေဓာတ်တွေကိုပဲသူတို့အဓိကဥတည်ထားတာဖြစ်ပါတယ်ဒီနေရာမှာပြည်သူလူထုအကျိုးစီးပွားကိုထိခိုက်နေတဲ့နိုင်ငံလိုက်လုံးဝပိန်ကျုံပိတ်ဆို့ပြီးတော့အရေးယူရမယ်ဆိုတဲ့အချက်မျိုးမဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်ပြောချင်တာပါ ILO ရဲ့လွတ်ဆောင်ချက်ကတည်သူလူထုကိုအကြမ်းဖက်စစ်အုပ်စုရဲ့လက်ထောက်ကနေအမြန်ဆုံးလွတ်မြောက်ဖို့အတွက်ကြမ်းဖက်စစ်အုပ်စုကိုတိုက်ရိုက်အကျိုးပြုနေတဲ့စီးပွားရေးလုပ်ငန်းတွေကိုဥတီထားပြီးတော့အရေးဆောင်ရွက်ဖို့ဖြစ်ပါတယ်။အဲတော့တည်သူလူထုရဲ့အကျိုးစီးပွားအရာလှုပ်ဆောင်တဲ့အကြောင်းအရာတွေကိုတော့ဒါတွေကိုသူတို့အနေနဲ့ဒီနေ့မှလှုပ်ဆောင်အောင်ဆိုတိတိကျကျဖော်ပြထားမှရှိပါဘူး။ကျိုးစီးပွားကိုဥတီတဲ့ ကိစ္စမျိုးဖြစ်တဲ့အတွက်ပြည်သူလူထုအကျိုးစီးပွားကိုထိပါနှောက်ယှက်နေတဲ့အကြမ်းဖက်စစ်အုပ်စုကိုပဲအတိကထားလှုပ်ဆောင်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိရှိဖို့လည်းလိုအပ်တယ်လို့ရှင်းရှင်းလင်းလင်းပေါ်ပေါက်စေချင်ပါတယ်။အဲ့ဒါဆိုရင် ILO ကတော့ဒီလိုမျိုးဆုံးဖြတ်ချက်တွေချတာပေါ့နော်။ဒါပေမဲ့အဲ့ဒါကတူကြီးတက်တက်လားဒါမှမဟုတ်တခြားသော နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေကရော ဖြစ်လာလားဒါတွေဒါတွေနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့အရေးယူဆောင်မှုတွေရှိနိုင်လားခင်ဗျ တာမန်ကြည့်တော့အဲလိုဆိုရအလုသမားဖွဲ့ချုပ်ကနေမြန်မာနိုင်ငံပေါ်ဒီမြန်မာနိုင်ငံစစ်အစိုးရပေါ်မှာအရေးယူဖို့အတွက်စုံဖြတ်ချက်ချမှတ်တယ်လို့မြင်နိုင်ပါတယ်ဒါပေမဲ့အာလုံးတည်းအတိုင်းပဲအခုကာလမှာဒီလောက်ထိစစ်ရဆွေးမှုတွေကျူးလွန်နေတဲ့အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဖို့အတွက်နိုင်ငံတကာကပဲပေါင်းစုံကကြိုးပမ်းနေတာပါအခုဆိုရင်ပြည်ပဆိုင်ရာအလုသမားဖွဲ့ချုပ်ရဲ့ဒီကျွန်တော်တို့ဒီဒီစုံဖြတ်ချက် ချမှတ်ပြီးသွားပြီ။တစ်ဆက်တည်းမှာပဲအခုဆိုရင်တော့ကုလသမဂ္ဂလူ့ခွေးကောင်စီမှာမြမအရေးကိုထပ်ပြီးတော့ဆွေးနွေးနေတဲ့နောက်ထပ်လုပ်ငန်းစဉ်ရှိပါတယ်။ဒါလည်းမကဘူးကျွန်တော်တို့လာမယ့်နိုဝင်ဘာလမှာကုလသမဂ္ဂရဲ့ချူရီနီလာကမှာလည်းမြမအရေးကိုထပ်ပြီးတော့ဆွေးနွေးတင်ပြအရေးယူဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေရှိပါတယ်။အဲ့တော့ ILO ကနေစပြိုးလိုက်တဲ့အရေးယူဆောင်ရွက်မှုတွေဒါနဲ့ပတ်သက်ဆုံးဖြတ်ချက်တွေအားလုံးက ILO ဆိုတဲ့နေရာမှာပဲရပ်တန့်တာမဟုတ်ဘဲနဲ့ ောက်ထပ်ကုလသမဂ္ဂရဲ့လူခွေကောင်စီလူခွေဆွေးနွေးတဲ့အချိန်မှာပုံမပြင်းထန်တဲ့အရေးဆောင်ရွက်မှုတွေတောင်းဆိုမှုတွေဒါမှတစ်စက်ကုလသမဂ္ဂရဲ့အထွေထွေနီလာခံမှာပုံမပြီးတော့ပြင်းထန်တဲ့ဆွေးနွေးမှုတွေတောင်းဆိုချက်တွေဖြစ်လာဖို့အတွက်အများကြီးပံ့ပိုးပေးပါတယ်။ဒါပေမဲ့တည်တဲ့အချိန်မှာကုလသမဂ္ဂဆိုတာဌာနတစ်ခုကနေလှုပ်ဆောင်မှုအဲ့ဒီရဲ့အားကနောက်ထပ်နေရာတစ်ခုမှာသွားပြီးတော့ကျုံးဝင်တယ် သွားပြီးတော့တက်ရမှုရှိတယ်။ဒါကြောင့်မလို့တနေရာတနေရာမှာစတင်ပြီးတော့တိုးတက်လာပြီဆိုရင်နောက်ထပ်ဌာနတွေမှာဒါကိုပုံမအေးအေးယူဆောင်ရွက်ဖို့လည်းကျွန်တော်တို့အားရပါ။အားရလုံးမှဒီလိုဆုံးဖြတ်ပြီးသွားပြီ။အားရလုံးမှဒါနဲ့ပတ်သက်လို့ဓာရီအကုန်လုံးကသဘောတူပြီးသွားပြီ။ဒါကြောင့်မလို့လူခွေးကောင်းစီမှာစင့်တိုးဖို့ကိစ္စတွေအထရီနီလာကမှာဆုံးဖြတ်ချက်ချမှတ်ပြီးတော့ပုံမထိရောက်တဲ့အရေးအရာကိစ္စတွေလှုပ်ဆောင်မှုတွေအများကြီးဖြစ်သွားပါလိမ့်မယ်။အဲ့တော့ခုနကတော့ ILO ရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာဖို့အတွက်တချို့တိတ်ပြီးတော့မလိုက်နာဘူးဂရုမစိုက်ဘူးဆိုတဲ့သူတွေက ILO အားဖြင့်နောက်ထပ်လူခွေးကောင်စီရဲ့အားပြီးတော့က Trinity Lager ရဲ့အားဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ဖိအားပေးမှုတွေရှိလာပါမယ်။ဘာကြောင့်လဲဆိုတော့မြမကြီးကအလုံသမားခွင့်ရတခုလေးနဲ့ချုပ်ဖောက်နေတာမဟုတ်ဘဲနဲ့ဒါနပေါင်းစုံကနေတကယ်ကိုကျူးလွန်နေတဲ့ရာဇဝတ်မှုကျူးလွန်နေတဲ့အခြေအနေဖြစ်တဲ့အတွက်ဒီကအားကို ဆက်လက်ပြီးတော့တည်ဆောင်ပြီးလှုပ်ဆောင်သွားဖို့ဒါတွေလည်းကျွန်တော်တို့လုပ်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ ILO ဆုံးဖြတ်ချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာအအချက်တစ်ချက်ကဒီဆက်လက်နဲ့ဆက်လက်နဲ့လေရင်စီဖြတ်တော့ဒါဖြတ်တော့မယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒီအချက်ကနည်းနည်းထူးခြားနေသလားပေါ့ဟောဒီအချက်ဘယ်လိုကြောင့်ပါဝင်လာတယ်ဆိုတာကိုပြောပြပေးနိုင်မလားခင်ဗျာဟုတ်ကဲ့ဒီဆက်လက်နဲ့ဒီအကူအညီပေးတာလေရင်စီထောက်ပံ့မှုပေးတဲ့ကိစ္စတွေကိုကျွန်တော်တို့ ကုလသမဂ္ဂလူခွေကောင်စီမှာလဲဒါတွေကိုသူတို့တင်ပြဆွေးနွေးပြီးသားဖြစ်ပါတယ်။အဲ့ဒီနေရာမှာတော့အရေးယူတဲ့အဆင့်ထိမဟုတ်ပေမဲ့တော်တော်ကြီးကိုစိုးရိမ်နေကြကောင်းနေဆိုတဲ့အချက်ဒါနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှုလိုအပ်နေပြီဆိုပြီးတော့ကြံပြည့်ချက်ရှိပါတယ်။ဒါပေမဲ့ ILO ကတော့ဒီတကပို့ပြီးတော့ညင်မာတဲ့ဒါတွေကိုပိတ်ဆို့မှုဆိုတဲ့အကြောင်းအရာလေးရင်စီပေါ့နော်အထူးဖြင့်ဒါတွေကိုကျွန်တော်တို့လှုပ်ဆောင်သွားတဲ့အရာမျိုးမှတွေ့ရပါတယ်။အားကြောင့်ကျွန်တော်တို့ အဲ့ရလို့မှဒါပါလာလေကျွန်တော်တို့အလုသမားအဖွဲ့တွေမကပဲတဲ့ဂျန်နဲ့အဖွဲ့စည်းတော်တော်များများရဲ့အရေးဆိုမှုနောက်တကအဲ့ရလို့မှအဖွဲ့ဝင်ဖြစ်ပါဝင်နေတဲ့နိုင်ငံတွေကလည်းဒီကိစ္စကိုအလေးနဲ့ထောက်ပြမှုကြောင့်ဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းပဲလေချောင်းတိုက်ခိုက်မှုဟာသူစိုးဘောဖြစ်နေပါတယ်တစ်ဖက်မှာပြစ်ခတ်ရဲစဲလို့ပြောတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီ လေကြောင်းတက်ခိုက်မှုတွေကိုမလုပ်ပါဘူးလို့ညှင်းဆန်နေတယ်။ငလျင်နောက်ပိုင်းမှာပုံမူပြီးတော့စိုးဝါးတဲ့ဟာတွေကိုကျွန်တော်တည်တည်ကြာကြာမှတ်တမ်းတင်နိုင်ခဲ့တယ်။မှတ်တမ်းတင်နိုင်တဲ့ကိစ္စတစ်ခုကဒါမျိုးကိစ္စတွေကြောင့်အယက်သားပြည်သူတွေကိုထိခိုက်ပျက်စီးုံနေမှာပဲ ਨੇ ။အကြမ်းဖက်စစ်တပ်ကအယက်သားပြည်သူတွေစစ်ရေးမှာပုံမူပြီးတော့အသုံးပြုနေတဲ့အချက်နဲ့ကျွန်တော်တို့လှုပ်ဆောင်နိုင်ခဲ့တယ်။နောက်တစ်ခါဒါမျိုးလှုပ်ဆောင်တဲ့အတွက်ပြည်သူလူထုပို့ပြီးတော့ထိခိုက်ဒဏ်ရာရတဲ့အတွက် ဒီလိုမျိုးလှုပ်ဆောင်တဲ့ချိန်မှာကျမ်းဖက်စစ်အုပ်စုကိုသူတို့ဖြင့်ကျွန်တော်တို့ဒီလိုမျိုးလှုပ်ဆောင်မှုရပ်တန့်နိုင်မှုအတွက်သူတို့ကိုသာပြစ်မှတ်ထားပြီးလှုပ်ဆောင်မှုဆိုလဲစုတင်သွင်းမှုတွေလဲကျွန်တော်လှုပ်ဆောင်နိုင်ငယ်ဒါကြောင့်မလို့အခု ILO မှမဟုတ်ပါဘူးအခုကာလအတွင်းနိုင်ငံတကာအစည်းအဝေးတွေလူခွေကြောင်ပြောဆိုရင်တော့ကျမ်းဖက်စစ်တပ်ကတနေ့တခြားစိုးဝါလာတဲ့ဒီကြောင်တိုက်ခိုက်မှုနဲ့အရက်သားပြည်သူများပေါ်မှာ ကြိတ်ကြိတ်သေးသေးပျက်စီးစေမှုကမဖြစ်မနေတင်ပြပြောဆိုပြီးတော့ဆွေးနွေးနေတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အခုမေကွန်ကတော့နောက်ဆုံးမေကွန်မှာဒီ ILO ရဲ့ resolution ILO ရဲ့ဆုံးဖြတ်ချက်ထွက်လာပြီးတဲ့နောက်မှာလုပ်ငန်းရှင်တွေအသင်းပေါ့လေ UMFCCI တို့လုပ်ငန်းရှင်တွေအသင်းတွေက ILO နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကြေညာတာလည်းတွေ့ရပါတယ်ဒါပေမဲ့စစ်ကောင်စီကနိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုမရှိဘဲနဲ့ နော်ခုနလွတ်လပ်စွာအသင်းဖွဲ့ဝင်နေပါလေမရှိဘဲနဲ့တကယ်ပြောင်းလဲဖို့ဖြစ်ပါမလားခင်ဗျာဘလို့မြင်ပါသလဲ UMFCC တို့ဘာတို့ကတကယ်တမ်း ILO နဲ့ပူးပေါင်းကြည့်လို့ရှိရင်အလို့သမားကြီးကိုအမှန်တကယ်ရက်တည်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အကြမ်းဖက်ဆဲအုပ်စုကနေအခုလိုမျိုးအတ္တမလောအားစိတ်ခိုင်းတာတွေနောက်တကသင်းပင်းဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးတော့ဖြုတ်ပေါက်နေတာတွေတင်ပြဖို့တကအာနာ စပြီးတော့လူကလေးကဒါလာတွေဖြစ်ပါတယ်ပုံမဆိုးဝလာတာဖြစ်ပါတယ်ဒါပေမဲ့ဒီခုနပြောတဲ့ UNFCCC တို့လူမျိုးအဖွဲ့အစည်းတွေကဒီအကြောင်းကိုတလုံးတပါရမှပြောဆိုခြင်းမရှိဘူးအလုံသမားဘက်ကရက်တည်ခြင်းမရှိဘူး ILO ရဲ့အဓိကရွေးချက်ဖြစ်တဲ့လုံသမားခွင့်ရေးကိုကာကွယ်ဆောင်ရှောက်ပြီးတော့တိုးတက်မြင့်တည်အောင်လှုပ်ဆောင်ရေးဆိုတဲ့နေရာမှာခိုင်ခုံသာယူထားပေမဲ့အကယ်တမ်း လုံသမားအခွင့်အရေးနဲ့ပတ်သက်လို့မှန်မှန်ကန်ကန်တင်ပြပြောဆိုမှုမရှိဘဲနဲ့နေနေတယ်။အဲ့လိုမျိုး၄နှစ်လောက်ရေငုံနှုတ်ပိတ်ပြီးတော့နေလာခဲ့တဲ့လူတွေကအခုချိန်မှာထပြီးတော့ဖူပေါဆောင်ရွက်မယ်ဆိုတာကျွန်တော်တို့အချိန်နှောင်းနေပြီလို့ပြောလို့ရပါတယ်။စန္ဒရှိလို့ရှိရင်အစိုးရကလှုပ်ဆောင်လို့ရတယ်။အဲ့တော့ဒီလိုမျိုးကိစ္စမှာစန္ဒမရှိခဲ့တဲ့အတွက်ဘလို့နိုင်ငံရေးအခြေအနေမျိုးပဲဖြစ်ဖြစ်အကြောင်းပြပြမပြပြသူရဲ့စိတ်ဆန္ဒကိုယ်တိုင်ကအဲ့လိုမရှိတဲ့အခြေအနေမျိုးရှိနေတာတွေ့ရပါတယ်။အဲ့တော့ အခုလိုမျိုးအေးအေးမဲဆောင်ရွက်တော့မှဥပပေါင်းမှမယ်အခုလိုမျိုးလှုပ်ဆောင်မယ်ဆိုတော့မှဒီဟာနဲ့ပတ်သက်ပြီးတော့ကျိုးပန်းမှမယ်ဆိုတဲ့ဟာတွေကအရင်တည်းကလှုပ်ဆောင်ခွင့်အခြေအနေခွင့်လန်းရှိရသားနဲ့ဟောပြောဆိုရတာမရှိတဲ့အခြေအနေမျိုးလှုပ်ဆောင်ခဲ့တဲ့အတွက်ကျွန်တော်တို့မှဒါနဲ့ပတ်သက်ပြီးတော့ယုံကြည်ဖို့အထူးခက်ခဲနေတာကိုပြောလိုပါတယ်မျိုးသားညီညွတ်ရေးဆိုတာလူခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မြင့်မင်းက IELTS မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားတာဖြစ်ပါတယ်။မြန်မာရဲ့ Human Rights Barometer အစီအစဉ်ကို အပတ်စဉ်ကြာသပတေးနေ့ည9:00နာရီခွဲမှာရုံမြင့်တန်ကြားအနေနဲ့ထုတ်လွှင့်ပြသနေပါတယ်။မြန်မာပြည်သူပေါင်းလူသားရဲ့မွေးရာပါအခွင့်အရေးဖြစ်တဲ့အခြေခံလူ့ခွင့်ရေးတွေပြန်လည်ရရှိပြီးတော့စင်ရဲ့အတွင်းကနေအများဆုံးလွတ်မြောက်ပါစေကြောင်းဆုမကောင်းတောင်းအပ်ပါတယ်။ကျွန်တော်ကတော့စိတ်ဝင်ပါ